2015ခုနှစ်ရန်ကုန်မြို့ရော့ရှိုးဝဲတဝဲရှေဆုံးကူမှာကုအောင်ဖုံးတယောက်ထိုင်းနေသူကြိုက်တဲ့အဆူတော်တွေဖျော်ဖြေးနေရအောင်ထိတ်ဆုံးကနေထိုင်းကြည့်နေရတော့အယမ်းပျော်နေတကယ်ဆိုသူကဒီပွဲကိုလာကြည့်ဖို့ပတ်စံလည်းမရှိဘူးသူကတောင်းကြည့်မှနေရဒီနေ့ပိုင်းတွေမှာသူ့မှာအလုတ်ကိုင်းလည်းအတိတ်ကြမရှိတယ်လို့ဝင်ငွေလည်းကောင်းကောင်းမရှိဘူးသူကောင်မလေးနဲ့ပြတ်ထားတော့ပို့ပြီးတော့ဆိုးတာပေါ့နော်တငယ်ချင်းနေနဲ့လည်း အဖြစ်ဖြစ်ဝေးနေကြပြောရရင် तू ကတနေ့လုံးလေးလွန့်နေရပေါ့ဒါပေမဲ့ဟိုတလောတော့မှ तू Facebook post ကနေ comment ပေးကန်ဆမ်းမဲ့ပေါ့ပြီးဒီပွဲကိုရောက်လာရန်ကုန်မှာနေစိတ်စားစိတ်ညိတ်ညညာကန်ဆမ်းမဲ့လေကောင်းကောင်းအဲ့လိုတွေးနေတော့မရှိသေးတယ် तू ဘေးမှာလူတယောက်လာထိုင်သူ့လိုပဲလူငယ်တယောက်ပဲကောင်းကောင်းမမမပြောရသေးခင်အဲ့လိုကစကားဆပြောကျွန်တော် Facebook ကနေကန်ဆမ်းမဲ့ပေါ့ပြီးရောက်လာပြန် share ပဲထိတ်ဆုံးခုံနေ အာနကောင်မလဲဟာကျွန်တော်လည်းမဲပေါက်တာဗျာဆိုပြီးပွဲကြသွားကြသူတို့နှစ်ယောက်တစ်ချင်းနဲ့လိုက်ဆိုလိုက်စကားတွေပြောလိုက်နေတော်တော်ခင်သွားကြရှိုးပဲပြီးတော့အဲ့လူသူ့နာမည်ကကိုဦးတီတဲ့ကအဲ့လူကဘီယာဆိုင်သွားရအောင်ဘီယာလို့ခေါ်လို့သူလည်းကွန်ဖုန်းလေးလိုက်သွားတယ်ဘီယာဆိုင်မှာလည်းရှယ်မှားလိုက်တောက်လိုက်ပြီးတော့ KTV ဆက်သွားတညလုံးခဲကြတာအဲ့မှာကွန်ဖုန်းတစ်ခုတည်းထားမိတာကိုဦးတီကငွေကိုရှယ်သုံးတာ တစ်တောင်းနဲ့အထက်လိုက်အုံကြီးနေတာကိုတုံးနေရှာသမျှလည်းအကုန်သူ့ပဲရှင်းတယ်ကိုမောင်းတော်အိုင်းနေညာအယမ်းပျော်နေသူအဲ့လိုမပြောတာကြားပြီလေမနက်၃နိုင်လောက်ရောက်တော့တက်စီငါ့ကို၂ယောက်သားပလက်ဖောင်းပြီးမှမတက်ရဆောင်နေစကားတွေဆက်ပြောနေကြကျွန်တော်တောင်ကြီးကိုမပြန်ကျွန်တော်ဘုရားလို့ကောင်းကောင်းပြောကိုကြီးကမပြန်နဲ့ဗျာခင်ဗျားတို့ဒီမှာအလုပ်တစ်ခုခုရအောင်ကျွန်တော်ချိတ်ပေးမယ်နေဘူးစားဖို့လည်းမဖူးနဲ့ကျွန်တော်တိုက်ခန်းတစ်ခုငါတာခင်ဗျားကိုပြေးနေမယ်ခင်ဗျားအဆင်ပြေမှငါကပြန်ပေးလို့ပြောလား အဲ့အဲ့လိုပြောနေလို့ရှိသေးရယ်ကိုဣတိစီကိုဖုံးဝင်လာလို့ကိုဣတိဖုံးပြောတယ်ဟုတ်ကဲ့ဆရာကျွန်တော်ဖြည့်ရှင်းလိုက်ပါမယ်စိတ်ချပါဆရာအဲ့လူကြီးကြားနေရတော့ကိုဣတိကဟောဒါကောဟောတကောဘုရားဒါကိုဣတိရဲ့တထေးပဲနေမယ်ဆိုပြီးထင်လိုက်တယ်ဘာပြောပြောအိမ်ပြန်သွားကြတာပေါ့နော်အိမ်ညာပြီးတော့နောက်ကြတော့ကိုဟောတောင်းချင်းမပြတ်ပြတ်တော့ကိုဣတိတိုက်ခန်းမှာပြောင်းနေကိုဣတိကတော့တိုက်ခန်းတပတ်တစ်ခါလောက်လာကိုဟောဟောစားစီကြိုထုတ်ပေးတာတပတ်လောက်နေတော့ကိုဣတိကအလုပ်တစ်ခုစခိုင်း အထုပ်တစ်ခုပို့ခိုင်းတာတမိုင်းပါကောသူလောက်ရမယ်လို့ကအထုပ်ပို့ပေးရုံပဲတခုတော့ရှိရအဲ့အထုပ်တွေကိုလုံးဝဖွင့်မကြည့်ရဘူးလို့ကိုကြီးကသိချမှာကိုကောင်ကအစကတော့ကြောက်တယ်ဒီကောင်ကောမဟုတ်တာတွေမြန်ပို့ခိုင်းနေရလားငါအဖမ်းခံရအောင်ထောင်ချောင်းစင်တာများဘာတွေပို့ခိုင်းတာတော့တရားမဝင်ပစ္စည်းတွေများလားမအဲ့လိုတွေးတွေးမိပြီးကြောက်တာပေါ့နော်ဒါပေမဲ့သွားပို့လိုက်တဲ့အရာရာအဆင်ပြေဖမ်းလည်းမခံရအောင်ဟိုဘက်ကလည်းအေးဆေးပဲဆိုတော့သူကမကြောက်တော့ ိုဝီဒီအထုံးတစ်ခုပို့ခိုင်းနိုင်သေးပါမနည်းမညူပို့ပေးတယ်။ကိုဝီဒီကလည်းတစ်ခါပို့ပြီးတိုင်း9000တသိန်းအလိုပေးနေတော့ကောင်းဖို့အဆင်ပြေရပေါ့။အထုံးထဲမှာဘာတွေပါလဲကောင်းဖို့မသိချင်တော့။အလိုနဲ့2လ3လလောက်အလိုနေလာတာပေါ့နော်။နေလာပြီးတညရတော့ကောင်းဖို့ကကောင်းဖို့ကိုဒီကလာခေါ်ကားလည်းပါလာ။ကားပေါ်မှာလည်းကိုဝီဒီကသူ့တထေးနဲ့ဖုန်းပြောနေ။ဟုတ်ကဲ့ဆရာ။ကျွန်တော်ရှင်းလိုက်ပါမယ်။စိတ်ချပါ။အလိုတွေပြောနေ။ပြောသူကလိုက်တာရဘက်ကိုမောင်းသွားကြတယ်။ လမ်းကျွလမ်းကြားတဲ့နေမောင်းသွားရင်တနေရာရောက်တော့ကားကိုကိုကြီးတရရက်လိုက်ဘာလို့မလို့လဲလို့ပြီးတော့ကိုကြီးကလည်းဒီမှာခဏနေခဲ့ခဏလေးပဲလို့ပြောပြီးတော့ကိုကြီးကကားပေါ်ဆင်းသွားပြီးတော့အိမ်ရှိတကားကိုသွားခေါင်းပြောကိုကမမြင်ဘူးခဏနေအိမ်ထဲကနေခတ်ဝဝဦးလေးတယောက်ထွက်လာဘာမှမပြောညာမပြောတော့ကိုကြီးအဲ့လိုပါလာတဲ့တန်တော့ရိုက်ကိုလူကြီးကလည်းမလုပ်ပါနဲ့များမလုပ်ပါနဲ့နောက်မှဖြည့်စေရပါဘူးလို့ပြောနေတာကြားရတယ်ခတ်ဝဝကလည်းလှမ်းကြတာပေါ့ကားပေါ်ကကောင်းကောင်းလေးကားပေါ်နေဘာလို့အောင်မသိဘူး အဲ့လိုစိတ်ကြိုက်ရိုက်ပြီးကိုကြီးတီကအေးဆေးပဲကားပေါ်ဖြည်းဖြည်းချင်းပြန်လမ်းလျှောက်လာဘာမှမဖြစ်တယ်လို့ပဲဘုံဘုံတိုက်ခန်းပြန်လိုက်ပေါ့ပြီးတော့ခဏဒီအဖြစ်ပြက်ကိုဘာမှမဖြစ်တယ်လို့ပဲခဏမနင်းတယ်လို့မကြားတယ်လို့ပဲနေပါဗျာလို့ပြောပြီးပြန်သွားအဲ့ညာပေါ်မောအိတ်မပြောကိုကြီးတီလုံနေရလုံတယ်လူစုခိုင်းဆန်ဆန်ပဲလို့တွေးပြီးပုံနေအထုတ်တယ်လည်းဘာထုတ်တယ်လည်းသူတွေးပြီးမနဲ့လည်းရအောင်ကိုကြီးတီကဖုံးဆက်လာထုတ်ကြည့်တစ်ခုပို့ဖို့ရှိတယ်တဲ့အဲ့ဒါမနင်းညာဖြစ်ပြက်ပြီးတော့ ငါကျွန်တော်နဲ့ဆက်အလုပ်လုပ်ချင်တယ်လို့ဝင်လင်းပြောပါတယ်လေပြောတယ်။ကိုကောဖုန်းကြိုင်တိုင်းစဉ်းစား။ငါဒီကောင်ရန်ကုန်မှာခေါ်ထားပြီးစောင့်ရှောက်ထားပဲ။ငါဘာသာငါစကားမြန်မာငါလေလွန့်ပြီးဒုက္ခရောက်လေ။ထူတော့ညောင်းနဲ့တွဲပြီးကုန်လုံးမယ်။ပတ်စံနဲ့ရှာမယ်ဆိုတော့တွေးဝင်လာ။လုံဝင်ပြချင်းမယ်။ဒါပေမဲ့ဒီတစ်ခါပြီးကျွန်တော်ခမရတစ်ထည့်နဲ့လည်းမိတ်ဆက်ပေးလို့ပြောချာတယ်။အာနဲ့ကိုဒီကโอเคအဲ့ဒါဆိုကျွန်တော်ခမရစီခုလာခဲ့မှလို့ပြောကိုဒီရောက်လာ။ရောက်လာပြီးတော့ ကိုကြီးတရားကောင်းဖို့မေးငါသိကြပြီလားကျွန်တော်တို့အလုပ်ကဝင်ပြီးပြန်ထွက်ရခက်တယ်နော်အဲ့လိုပြောကောင်းကောင်းလဲမဟုတ်သေးကြရင်ကျွန်တော်စဉ်းစားပြီးချက်အဲ့အနေကျွန်တော်အဲ့နဲ့ကောင်းကောင်းလဲထပ်မေးကောင်းကောင်းထပ်မေးငါသိကြရဲ့လားအလုပ်မလားဆိုကိုကြီးတရားကောင်းကောင်းပြောတယ်ကျွန်တော်အထင်မသိနဲ့ကျွန်တော်ကလည်းလည်းရဲစရဲနဲ့ကျွန်တော်တောင်းကြီးမှာလကားကောင်မဟုတ်ဘူးလို့ကိုကြီးကထပ်ပြော အဲ့နကိုကြီးတည်းအခြေနဲ့တော့ရပေါ့ရယ်။ Okay အဲ့ဆိုရင်တထင်းနဲ့ပြီးတွေ့မှာဆိုပြီးသူတထင်းကိုဖုံးဆက်တထင်းကကွန်တိုတစ်ခုမှတွေ့ဖို့ချိန်အကောင်မောင်းနကိုကြီးလည်းအဲ့ကွန်တိုကိုသွားတာပေါ့နော်။သွားတော့အဲ့ကွန်တိုကန်းထဲမှာကောင်မောင်းတထင်းဆိုတဲ့သူနဲ့တွေ့ရတယ်။အဲ့တထင်းကိုကောင်မောင်းသူ့အတိတ်ရာဆိုဖြစ်ကြောင်းကုန်စင်အောင်ကုန်ပွန်းပွန်းလည်းပြပြ။တထင်းကလည်းတေချာထက်ခါထက်ခါမေးကောင်မောင်းလည်းတေချာကိုပြန်ပြီးကျိန်းတွဲပြီးဟုတ်ပါတယ်ဆိုပြီးရှင်းပြ။အဲ့လိုလည်းရှင်းပြပြီးသူ့ဇလန်းနေကောင်မောင်းလည်းပြပြပြီးတော့ကိုကြီးတရာခန်းထဲကိုဝင်လာ။ ဝင်လာပြီးကိုယ်ပေါ့လက်ထိတ်ခတ်လိုက်တယ်ဟုတ်တယ်တကယ်တော့လွန်ခဲ့တဲ့2လ3လလုံးကိုအောင်ဖုန်းကြုံရတဲ့အကောင်ကမြန်မာကားရိုက်ထားတာကြီးပဲကိုကြီးတီးကတကယ်တော့ရဲဒီ show ဘွဲကန်ဆမ်းမဲ့ကိုလည်းကိုအောင်ဖုန်းတမင်ပေါ့အောင်သူတို့လှုပ်ထားတာ post ကလည်းသူတို့ပဲတင်ထားတာလိုင်းသားမှာဟိုလူဝဝရီကိုသွားရိုက်တယ်ဆိုတော့လည်းဇလန်းစင်ထားတာတကယ်တော့ကိုအောင်ဖုန်းကသူ့မြို့မှာသူ့ကောက်မလေးကို level ညက်ကေးပြီးတော့ဟိုဟာကိုဖျောက်ဖျက်ထားတယ် ဘာသက်တိမ်မှမရှိတော့ဖမ်းလို့မရလို့ဇလန်းဆင်ပြီးသူဇလန်းဝန်ခံလောက်သူဒီလိုတွေလောက်ခဲ့မှုပါတယ်ဆိုပြီးတထေကိုပြောပြပါကြမှာအတန်ဖမ်းထားလိုက်ကြတာဘယ်မှာဖွက်ထားလဲလဲသိအောင်လုပ်ကြတာပေါ့နော်အဲ့နှစ်ချက်ပါတော့ကိုယ်ဖုန်းနှောဆုံးထောက်ကြသွားရပေါ့ဒါကတော့ဒီဇလန်းကိုကျွန်တော်မြန်မာမျိုးပြထားပါတော့เนาะဒါကကနေဒါနိုင်ငံမှာဖြစ်ခဲ့တဲ့တကယ်အဖြစ်ပြက်ပါအဲ့ဘယ်မျိုးလေးမှာဖြစ်ခဲ့အောင်ဆိုကနေဒါနိုင်ငံက Brandon ဆိုတဲ့မျိုးလေးပါ မျိုးနဲ့မှဖြစ်ခဲ့တာပါ။ကိုအောင်ဖုန်းနေရာမှာအပြင်ကတကယ်လူကတော့ Michael Bridges လို့ခေါ်ပါတယ်။ဒါသူပါ။ပြီးတော့သူကြီးခဲ့တဲ့ကောင်မလေးကတော့ Aaron Jordan လို့ခေါ်ပါတယ်။ဒီကောင်မလေးပါ။ကျွန်တော်ကဒီအဖြစ်အပျက်တွေကိုညီမမှုပြပြပြန်ပြောထားတာပါ။အားလုံးပဲကိုညပါဗျာ။